အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့စတင်မလာ30ရက်နေ့လည်ခင်းတီရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါရုံးမယ်နောက်ဆုံးရထိတ်တန့်သတင်းတွေထဲအမြဲမကြေမုန်တဲ့ပညာရေးအားနည်းအားကြောင့်အခုလိုအခြေအနေဖြစ်နေရလို့အပြစ်တင်လာတဲ့မင်းအောင်လိုင်ကိုကန့်တထေကြီးမြေချောက်ချံရဲ့တားနဲ့မြီးအပါ၁၁ဦးတရားရဲတင်ချမှတ်ချံခံရတဲ့သတင်းကောင်းဆောင်မှုအားနည်းလို့စစ်တပ်ရွေးကောက်ခွဲကို NLD မဝင်လာလို့ ်ဒေါ်သက်သက်ခိုင်ပြောတဲ့အကြောင်းကလေးတွေပါတေအောင်စတုံးမြုပ်ကိုဘုံကျဲခဲ့တဲ့စစ်တပ်ကိုလူမဟုတ်တော့ဘူးလို့ဒုဗိုလ်ချုပ်ကြီးဂုံမော်အပြစ်တင်တဲ့တဲ့ရင်စစ်တပ်ဖမ်းဆီးခံထားရတယ်လို့တရင်ထွက်နေတဲ့ဝေယံထက်ဆိုင်ဟာတော်လန်ငွေတွေလင်ငယ်ခဲ့သူလို့ဆိုတဲ့အကြောင်းအစ်ရင်းနဲ့ဟာမဲစစ်ပွဲအဆုံးသတ်တော်မလားအဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့နေလေခင်းအထိရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီနေ့နေ့လေခင်တီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေအထက်ကပထမအဆုံးတင်ဆက်ပေးလိုတဲ့သတင်းကတော့အမြင်မကြေမုံနဲ့ပညာရေးအားနည်းရာအကြောင်းအခုလိုအချိန်နဲ့ဖြစ်နေရလို့အပြစ်တင်လာတဲ့မင်းအောင်လှိုင်သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝန်းကပြည်သူတွေကိုပုံစံမျိုးစုံနဲ့တတ်နေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတိုင်းပြည်ရဲ့ပကတိအခြေအနေတွေဟာအမြင်မကြေမုံနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့ပြည်တင်ပြောဆိုခဲ့ပါတယ်။ မနေ့ကရုရှားနိုင်ငံကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေယာဉ်ပေါ်မှာမင်းအောင်လန်ကစစ်တပ်လက်အောက်ခံသတင်းမီဒီယာတွေကိုအထက်ပါအတိုင်းဖြစ်ဆိုခဲ့တာပါမြန်မာနိုင်ငံရဲ့နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကိုအမြင်ကြည်ကျင်နဲ့လှုပ်ဖို့လိုအပ်ပြီးတော့နိုင်ငံရေးဘာသာရေးနဲ့တိုင်းရင်းသားအရေးတွေမှာလည်းအချို့ပြောဆိုမှုတွေဟာအာဏာချက်တွေရှိနေတဲ့အတွက်အမြင်ကြည်ကျင်ပြောဆိုလောက်ကရင်ပိုကောင်းတယ်လို့ပြောတဲ့အပြင်အခုတိုင်းပြည်ကြုံတွေ့နေရတဲ့အခြေအနေတွေဟာပညာရေးအာဏာချက်ကြောင့်ဖြစ်တယ်ဆိုပြီးမင်းအောင်လန်ကပြောဆိုခဲ့ပါတယ် ဒါအပြင်စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းပူးပေါင်းဆောင်ရွက်စေလျက်လို့မင်းအောင်လှိုင်ကပြောခဲ့တဲ့အပြင်ဒီမိုကရေစီအမှန်တကယ်လိုချင်တယ်ဆိုရင်ဆန့်ကျင်မှုတွေမလုပ်ဘဲပူးပေါင်းဆောင်ရွက်ရမယ်လို့ပြောဆိုခဲ့ပါတယ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီးတိုင်းပြည်အာဏာကိုမတရားလုယူခဲ့တဲ့မင်းအောင်လှိုင်က၂၀၂၀ရွေးကောက်ပွဲမှာမင်းမတမာမှုကြီးစွာရှိနေတယ်ဆိုပြီးမကြာခဏပြောဆိုသလိုနိုင်ငံတော်ပြိုလဲမသောအောင်တာဝန်ယူထားတယ်လို့လည်းပြောကြားမှုတွေရှိခဲ့ပါတယ် ဒါအပြင်ရေဘော်ကာလာတနည်းပြီးဆုံးမှာကလွတ်လပ်ပြီးတရားမျှတရဲ့ရွေးကောက်ပွဲအသစ်ကိုကျင်းပမယ်ဆိုပြီးပြောဆိုခဲ့ပေမဲ့အနာသိမ့်မီ9နှစ်ကြာမှာတူအောင်ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ဥပဒေနေဥပဒေတွေကိုစိတ်ကြိုက်ရွေးဆွဲပြီးဆရာနာရှင်ကြိုးဆွေးရာကနိုင်မဲ့နိုင်ငံရေးပါတီကအာနာလွှဲပြောင်းဖို့လှုံ့ဆော်နေရဖြစ်တယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြထားပါတယ်ဒုတိယအနေနဲ့ကိုကန်းတထဲချင်းမီ6ချံရသားနဲ့မီအပါ7ဦးတရုတ်ရဲ့တရန်ချမှတ်ခံရတဲ့အကြောင်းကိုပြောပြပေးပါမယ် ကိုလွန်သွားပြီဖြစ်တဲ့ကိုကန့်တထဲချင်းမြေချောက်ချံရတာမြေကော်ခင်နဲ့မြေဖြစ်သူမြေချင်းကြီးစားတဲ့မိသားစုဝင် အပါဝင်လူစစ်တို့ကိုတရုတ်တရားရုံးကတည်ရန်ချမှတ်ခဲ့လို့တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကမနေ့ကဖော်ပြခဲ့ပါတယ်သူတို့ကိုတရုတ်နိုင်ငံကျဲကျန်းပြည်နယ်ဝမ်ဂျိုပြည်သူတရားရုံးကတည်ရန်ချမှတ်ခဲ့ရလဲဖြစ်ပါတယ်မြေမိသားစုကိုလိန်လယ်မှုနိုင်ငံတကာဆင့်လူတတ်မှု ရေကြက်ရှိရှိလူထိခိုက်စင်မှုလူတွေကိုတရားမဝင်ဖမ်းရှုံးမှု လောင်ကစားဝိုင်းထူထောင်မှုမူရီမှန်ကိုကူးမှုတွေနဲ့တရားစွဲဆိုပြီးတဲ့နောက်မှာတည်ရန်ချမှတ်ခဲ့ရပါပြည်ဥနိုင်ငံရဲ့ပြည်သူတွေအပေါ်ကြားဖြန်တဲ့အခြားရာဇဝတ်မှုတွေကျူးလွန်ခဲ့ရဆိုပြီးညီမိသားစုအပါအဝင်လူလေးစင်နှိဘောက်ကိုပြည်ဥနိုင်ငံက2024ခုနှစ်နှစ်ကုန်ပိုင်းမှာဖမ်းဆီးပြီးဆွေးကျဉ်းတင်ခဲ့ရလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကိုကန့်ဒေတာရဲ့အချမ်းသာဆုံးမိသားစု၄ခုအထက်ကညီမိသားစုတွေကိုစစ်တမ်းတရုတ်ရဲတပ်ဖွဲ့ပူးပေါင်းပြီး2024ခုနှစ်နိုဝင်ဘာ16ရက်မှာ ဖမ်းဆီးခဲ့ပြီးတော့စစ်ကော်မရှင်ကကြုံနိုင်ငံဖက်အချမ်းကိုနေဆက်ကရန်လုံကျန်းဂိတ်ကနေလွှဲပြောင်းပေးခဲ့တာပါညီမေသားချုပ်ဟာ2015ခုနှစ်ကစပြီးတော့ခိုင်းအတွင်လှုပ်ဆောင်ချက်တွေမှာလူ၁၄ဦးသေဆုံးခဲ့တဲ့အတွက်တာဝန်ရှိရဆိုပြီးတရားရုံးကဒီလူတွေကိုတည်တံအတိအကျချမှတ်ခဲ့ရပါအမုံတွေမှာပါဝင်တဲ့တရားခဏ23ဦးကိုတော့အနည်းဆုံးထောင်ထဲ5နှစ်ကနေအများဆုံးထောင်ထဲတသက်ကြာခံဖို့လဲတရုတ်တရားရုံးကချမှတ်ခဲ့ပါသေးတယ်တတိယသတင်းကတော့ခေါင်းဆောင်မှုနေလို့ စစ်တပ်ရွှေကောက်ပွဲကို NLD မပါဝင်တာလို့ဒေါ်သက်သက်ခိုင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတရားအနာတင်ထားတဲ့စစ်ကော်မရှင်တဟမာမှတ်ပုံမတင်ထားခဲ့တဲ့ NLD ပါတီဟာလူထုကောင်းဆောင်တောင်းဆန်းစုကြည်ကိုမင်ခိုလွန်းတယ်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကဝေဖန်ခဲ့ပါတယ်။ဒါ့အပြင်စစ်ကော်မရှင်ရဲ့ရွှေကောက်ပွဲကို NLD ပါတီမဝင်ရောက်ခြင်းဟာကောင်းဆောင်မှုအားနည်းချက်ကြောင့်သာဖြစ်ပြီးတော့တောင်းဆန်းစုကြည်မရှိရင်မလုတ်တဲ့မကင်တတ်တဲ့ပါတီလို့သူကပြောပါသေးတယ်။ ါပေမဲ့သူရဲ့ပါတီကတော့စစ်ကော်မရှင်ရဲ့တင်းကြပ်တဲ့နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအောက်မှာတောင်းမနေချိုးပန်းပြီးတော့မှတ်ပုံတင်နိုင်ခဲ့တယ်လို့အတူအောင်ရွေးကောက်ပွဲဝင်ပြိုင်မဲ့အပေါ်မှာဂုံယူစွာနဲ့သူကပြောပါတယ်။တိုင်းပြည်အာဏာကိုမတရားလုယူခဲ့တဲ့စစ်တဲ့အာဏာသိမ်းမှုကိုအတိမတ်မပြုတ်ဘူးလို့ NLD ပါတီကထုတ်ပြန်ထားတဲ့အပြင်အတူအောင်ရွေးကောက်ပွဲကိုဝင်ပြိုင်ပါကအနာရှင်စနစ်ကိုအသက်သွင်းပြရရောက်တဲ့အတွက်ဝင်ရောက်ရှင်ပြိုင်ခြင်းမပြုလုပ်တာလည်းဖြစ်ပါတယ် တတ်တက်ခါကရခိုင် NLD ပါတီရဲ့ပါတော်ဝင်တူဖြစ်ခဲ့ပေမဲ့ပါတီကလည်းထွက်ပြီးတော့2019ခုနှစ်မှာစီပွားရေးလုံခြုံရေးအရှင်တွေစစ်တမ်းနဲ့မိဆက်သူတွေနဲ့ပေါင်းပြီးတော့ပြီးသုံးလုံးပါတီကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုပါတီတည်ထောင်ပြီးတော့2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့မိဆန္ဒနဲ့တခုမှအနိုင်ရခဲ့တာမရှိပါဘူး။ဒါ့အပြင်စစ်တပ်အနာသိမ်းပြီးရနောက်မှာလည်းပြီးသုံးလုံးပါတီဥက္ကဋ္ဌတတ်တက်ခံကစစ်ကော်မရှင်လက်အောက်ခံလူမှုဝန်ထမ်းကစင်းနဲ့ပြန်လည်နေရာချတိုင်ဝင်ကြီးယာတူးကို ကြားယူခဲ့ပေမဲ့ရွက်ောက်ပွဲရှင်ပြိုင်မှုအတွက်ဆိုပြီးအဲ့ဒီယာတုကနေထွက်ခဲ့ရပါတယ်။စစ်တပ်နဲ့ပူးပေါင်းနေတဲ့ပြည်သူ့လုံးပါတီဟာပြည်သူတွေရဲ့အတိမတ်ပြုံးမှုကိုမခံရပေမဲ့လူထုထောက်ခံမှုအပြေအဝါရရှိထားတဲ့ NLD ပါတီကိုမကြာခဏဆိုလိုအပုတ်ချပြောဆိုမှုတွေပြုလုပ်လျက်ရှိပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးလိုတာကကလေးတွေပါတရားစတုံးမျိုးကိုပုံကျခဲ့တဲ့စစ်တပ်ကိုလူမဟုတ်တော့ဘူးလို့ဒုဗိုလ်ချုပ်ကြီးကိုမပြစ်တင်ပြောဆိုလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။ ကရှင်ပြည်နယ်ဝိုင်းမြို့မြို့နယ်စတုံးမြို့ကိုစစ်တပ်ကလေကြောင်းဝက်နဲ့လေကြိမ်ကြီးပုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်နှုတ်အပါဝင်ပြည်သူ့ရှေ့ဦးတည်ဆုံးခဲ့ရပါတယ်စစ်ကောမရှင်ကမနေ့ကမုံလဲပိုင်းမှာတိုက်ပွဲဖြစ်ပေါ်တာမရှိတဲ့စတုံးမြို့ကိုရေချက်ရှိရှိနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာသူတွေလည်းများပြားခဲ့ပါတယ်အခုလိုစစ်တပ်ရဲ့လူမဆန်ကပုံကျဲတိုက်ခိုက်မှုကို KNO KNR ဒုဗိုလ်ချုပ်ကြီးကိုမကမင်းတို့ကလူမဟုတ်တော့ဘူးလို့သူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာပေါ်မှာရှင်းတာထားပါတယ် စစ်တပ်ဘုံကျင်းမှုကြောင့်တည်ဆုံးခဲ့ရသူတွေအထက်မှာဥမာမူလဲဒေါ်မိတ်တုံတင်းလွင်မဆန္ဒဥအာရက်ဥအာရုဥအာရုရဲ့တာနဲ့နောက်ထပ်ကလင်းငယ်တူအငြင်းမတည့်ရတဲ့ဖြစ်သူတူတို့ဖြစ်ပါတယ်။ကဲအောင်ကဲဟာပြခဲ့တဲ့ကြုံလာမှာစတုံးမျိုးကိုတင်ပိုင်နိုင်ခဲ့တာဖြစ်ပြီးတော့စစ်ကော်မရှင်ကအဲ့ဒီမျိုးကိုဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပါတယ်။လက်ရှိမှာတော့စစ်ကောင်မရှင်ဟာကရှင်ပြည်နယ်အတွင်းလေကြောင်းတပ်ခန်းမှုကိုပုံမှုပြုတ်လုပ်လာပြီးမြေပြင်မှာလည်းဖားကန်းနဲ့ဝိုင်းမော်ဒေသတွေကိုထိုးစစ်ဆင်နေပါတယ် ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့စစ်တပ်ဖမ်းဆီးခံရတယ်လို့သတင်းတွေထွက်နေရဲ့ဝေယံထက်ဆိုင်ဟာတော်လင်ွေလိန်လေခဲ့တယ်လို့ဆိုတဲ့သတင်းမှာရန်ကုန်မှာအုပ်စုပွဲအနိုင်ကျင့်ခံရတဲ့လူငယ်တွေကိစ္စကိုကုညင်ပေးခဲ့တဲ့ဝေယံထက်ဆိုင်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာတပတ်ကျော်ကြာနေပြီဖြစ်ပေမဲ့ပြန်မလွတ်သေးဘူးလို့သူနဲ့နှိဆက်သူတွေကလူမှုကွန်ရက်ပေါ်မှာကြေတာထားကြပါတယ်ဒါပေမဲ့ဝေယံထက်ဆိုင်ဟာအရင်ကရှာတဲ့ပိုင်ဆိုရဲနာမည်နဲ့ တော်လဲအစပိုင်းလူငယ်တွေကိုလွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးမယ်ဆိုပြီးငွေရယူပြီးလိန်ပြတဲ့အဖွဲ့အစည်းအတူဖြစ်တယ်လို့ကပတိန်ဇီရိုကသူ့ရဲ့လူမှုကွန်ရက်ဆမ်မင်းနာမှာရေးသားထားပါတယ်။အဲ့ဒီတုန်းကညွန်မှုန်းသမင်းမင်းဆင်မွန်ဆိုတဲ့တော်မိုင်းကဥဆောင်ပြီးလောက်တာသူတို့အဖွဲ့နာမည်က Recruit Task Force လို့ကပတိန်ဇီရိုကဆိုပါတယ်။ပြီးခဲ့တဲ့ Stimulan 27ရက်မနေ့မှာဝေယံထက်ချင်းဟာသူ့အကောင့်မှာစီအန်တွေကလာခေါ်သွားတယ်ဆိုပြီး posting ခဲ့တာဖြစ်ပါတယ်။ဝေယံထက်ချင်းကိုစစ်တပ်ကဖမ်းဆီးခဲ့မှုနဲ့ပတ်သက်လို့အမျိုးသမီးတအူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာအခုအထိဝေယံဟာစစ်စင်မင်းမြတ်ခံနေရစေပါပြန်လဲမလွတ်သေးတယ်လို့ပြင်ပနဲ့အဆက်အသွယ်လည်းပင်မလုံးကြဘူးစိတ်ပူနေကြတဲ့သူတွေကိုလည်းအမြန်ဆုံးသူ့အတွက်စ조사ပင့်နေကြတယ်လို့ပဲပြောကျင်တဲ့အကြောင်းရှင်းသားထားပါတယ်ဝေယံထက်ချင်ကတော်လင်းအစပိုင်းတုန်းကလူငယ်တွေထံကနေဝေလင်တုန်းကလည်းစစ်တကဖမ်းသွားတယ်လို့အကြောင်းပြပြီးလိန်လင်ခဲ့တာဖြစ်တယ်လို့ကပတိန်ဇီယိုကထုတ်ပြထားပါတယ်အဲ့နောက်ပြန်ပေါ်လာပြီးပရာဟိတရောင်ရောင်နဲ့အဲ့လိုပုံစံမဲ့ဆက်လုပ်တယ် အခုလည်းစစ်တကဖမ်းသွားပါတယ်ဆိုတဲ့ပုံစံပတင်းလွှင့်နေငွေရထက်လိမ်ပြေးသွားပြီထင်တာပဲလို့သူကဆိုပါတယ်နောက်ဆုံးပြပတဲ့တဲ့အနေနဲ့အရှရင်းနဲ့ဟာမက်စစ်ပွဲအဆုံးတက်တော်မလားဆိုတဲ့သတင်းကိုပြောပြရင်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုမျိုးအဆုံးတက်လိုက်ပြချင်ခင်ဗျာဂါဇာစစ်ပွဲအဆုံးတက်ဖို့အစီအစဉ်နဲ့ပတ်သက်လို့သမ္မတဒေါ်နယ်ထရန့်နဲ့အရှရင်းဝန်ကြီးချုပ်ဘယ်ဂျမင်နေတန်ယာဟုတို့သဘောတူညီချက်ကြားခဲ့လို့မနေ့ကထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီသဘောတူညီချက်မှာပါတဲ့အချက်တွေကိုဟာမက်စ်ဘက်ကလက်မခံသေးပေမဲ့ ကောင်းမွန်တဲ့သဘောထားနဲ့ပြန်လည်သုံးသပ်နေရလို့ Hamas အရာရှိတူက AP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ Trump ဟာအရှွေး Hamas စစ်ပွဲအဆုံးသတ်ဖို့စစ်ပွဲအလုံးဂါဇာအုပ်ချုပ်ရေးကိုထူထောင်ဖို့အတွက်အချက်20ပါအစီအစဉ်တွေကိုချမှတ်ခဲ့ရပါ။အဲ့ဒီအစီအစဉ်အထဲမှာဒေသခံတွေဟာဂါဇာကထွက်ခွာဖို့မလိုအပ်ပါနှစ်ဖက်စလုံးကလက်ခံရင်စစ်ပွဲကိုချက်ချင်းအဆုံးသတ်ဖို့တောင်းဆိုခဲ့ရတယ်လို့ပါဝင်ပါတယ်။ပါလက်စတိုင်းအနာဘိုင်းဖွဲ့ကတော့အဲ့ဒီကြေညာချက်ကိုကြိုးဆိုပြီးဂါဇာကိုပြန်လည်ဝင်ရောက်ဖို့နဲ့ပါလက်စတိုင်းနိုင်ငံတည်ထောင်ဖို့အတွက် ပြောင်းလဲမဟုတ်နဲ့ပြုတ်လောက်သွားမယ်လို့ခရီးပြုတ်ခဲ့ပါတယ်။ထရွန်းနဲ့နေတန်ယာဟုတို့ရဲ့အဆို ပြုတ်ချက်မှာအစ္စရေးအစီအစဉ်ကိုလက်ခံပြီး82နှစ်အရွယ်တွင်ဟာမတ်စ်ကကြံရှိနေတဲ့တစားခံအလုံးကိုပြန်လွတ်ပေးရမယ်ဆိုရတောင်းဆိုချက်လည်းပါပါတယ်။ထရွန်းကအဲ့ဒီအစီအစဉ်နဲ့ပတ်သက်လို့အီဂျစ်ဂျော်ဒန်အရက်ဆိုဘာမှပြည်ထောင်စုအင်ဒိုနီးရှားပါကစ္စတန်တူရကီ sorry အာရေဘီယာနဲ့ကတ္တာနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကပူးတွဲကြညာချက်တစ်ဆောင်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီထုတ်ပြန်ချက်မှာ Trump ရဲ့ငြင်းငြင်းလင်းကြောင်းရှာဖွေနိုင်စွမ်းကိုယုံကြည်ရလို့ဆိုထားပါတယ်။ MP ရဲ့နေလိခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုပေးသူအားလုံးနဲ့တကွဝေယောင်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝအမောတွေပြေကြပါစေခင်ဗျာ။